တော့တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာမှာကြလာတဲ့တဲတော်နမိတ်ရဆိုရင်ပထမဆုံးကတော့အလုံးနဲ့ပတ်သက်တဲ့ကံကြမ္မာကတော့ကောင်းတာပေါ့နော်။သူ့ရဲ့နမိတ်ကကိုယ်အတိတ်ကာလအတိတ်အချိန်ကာလတုန်းကကိုယ်ဇွဲလုံးလာဝရိယနဲ့ကြိုးစားအားထုတ်ခဲ့တဲ့အသည့်အပွင့်တွေကိုကိုယ်ကပြန်ပြီးတော့ဒီကာလတွေမှာဒီအချိန်တွေမှာပြန်ပြီးတော့ခံစားရဖို့ရှိပါတယ်။အဲတော့အလုံးနဲ့ပတ်သက်ရင်အဆင်ပြေမယ်။ကုန်တယ်လုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးအမြတ်ရတတ်တယ်။အောင်မြင်မှုရတတ်ပါ။လက်ရှိ အလုပ်တွေကိုလုပ်ရင်ကောင်းမလားမကောင်းလားလုပ်သင့်လားမလုပ်သင့်ဘူးလားအဲ့လိုမျိုးစဉ်းစားနေရတဲ့ကိစ္စတွေရှိရင်တော့ဟာစဉ်းဖို့မစဉ်းစားပါနဲ့ဆုံးဖြတ်ချက်မှန်မှန်တန်တန်ကြပြီးတော့အကောင့်ထဲပေါ်သင့်တယ်လုပ်သင့်တယ်လုပ်လို့ရှိရင်လည်းတေချာပေါ်အောင်မြင်မဲ့ကံတရားမျိုး အောင်မြင်မဲ့ကံသာတာမျိုးရှိပါတယ်ဒီကတော့ကာလကြာကြီးထင်းငေါ့နေတယ်ကြံ့ကြာနေတယ်ရောင်းရိုးဝယ်တာကိစ္စတွေမှာတူတူကြကြ အကျိုးပေးသွားဖို့ရှိတယ်အောင်မြင်သွားဖို့ရှိတာပေါ့နော်ဆိုတော့အိမ်ရောက်ဖို့ကြိုးစားနေတယ်ကားရောက်ဖို့ကြိုးစားတယ်မြေရောက်ဖို့ကြိုးစားတယ်ပေါ့အဲ့ဒါလေးတွေကထင်းငေါနေတယ်ထင်းငေါနေတော့အဆင်မပြေဘူးဒါပေမဲ့ဒီကလာမှာကန်းလျော်စွာနဲ့လွယ်လွယ်ကူကူနဲ့ပြန်အဆင်ပြေသွားတာလို့အောင်မြင်သွားတာမျိုးတွေကြုံရတတ်တယ်နောက်ကောခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်တတ်တာပေါ့နော်နိုင်ငံသားခရီးသွားတာတို့ပြည်တွင်းပြည်ပခရီးဝဲသွားခြင်းတွေနဲ့ပတ်သက်ရင်ကံကြမ္မာကောင်းတွေကြုံပြီးတော့အဆင်ပြေတတ်ပါတယ် အဓိကတော့အယောင်းဝယ်ကိစ္စကိုအကြောင်းပြုပြီးတော့ယုတ်တိရဲ့မမျောလင်းမနဲ့ခရီးသွားတာမျိုးလေးတွေကြုံရတတ်ပါ။နောက်ဒီကာလမှာတနင်္ဂနွေသားသမီးတွေဟာဆွေမျိုးသားချင်းတွေနဲ့ဆွေမျိုးသားချင်းအကြီးအကဲတွေနဲ့တော့မမျောလင်းမနဲ့အခက်အခဲလေးတွေကြုံတတ်တယ်။အဆင်မပြေမှုလေးတွေကြုံရတတ်တယ်။ပြောင်းနေတဲ့အောင်နားလည်မှုလွဲတာမျိုးလေးတွေကြုံရတတ်တယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ဆက်တူရှယ်ယာပူးတွဲပေါင်းဆက် လောက်ကင်ထားတဲ့အလုပ်တွေရှိရင်အခက်မပြေဖြစ်တတ်ပါဘူးเนาะနောက်သူတကတော့လူမှုရေးကံတာကောင်းမှမမျော်လင့်မနဲ့မိကောင်းဆွေကောင်းတွေရတတ်တယ်ပေါ့เนาะအဲ့ဒီမိဆွေကောင်းမိကောင်းဆွေကောင်းတွေဟာဘာသာရေးသမားတွေဖြစ်တတ်တယ်တစ်ချိန်လုံးအဋ္ဌံဝင်နေတယ်တငယ်ချင်းကောင်းတွေရတတ်ဆိုတော့သူတို့အကြောင်းပြုပြီးတော့ကိုကိုရိုင်းကလည်းပဲဘာသာရေးလုံးချင်းစိတ်တွေပေါက်တာတို့ဖရာတရားလုံးချင်းစိတ်တွေပေါက်တာတို့အဋ္ဌံဝင်ချင်းစိတ်ပေါက်တာမျိုးတွေကြုံရတတ်တာပေါ့နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားကတော့ ငွေကြေးစီးပွားရေးလက်ရှိစီးပွားရေးလုပ်ငန်းဆောင်တာတွေမှာငွေကြေးရင်းနှီးမြုပ်နှံပြင်မဲ့ကံတရားမျိုးရှိပါငွေကြေးကိုပတ်သက်ရင်တော့ကံတရားကောင်းကြားပြကြည့်တဲ့ငွေတွေချောချောမမောရပြီးတော့ပေးပြကြည့်တဲ့ငွေတွေချောချောမမောပေးနိုင်မဲ့ကံတရားမျိုးရှိပါအဲဒီအပြင်ငွေကြေးနဲ့ပတ်သက်ရင်ကံတရားတော်တော်လေးကောင်းပါလက်ရှိကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာငွေကြေးရင်းနှီးမြုပ်နှံပြတ်တာမျိုးတွေကြုံမယ် ။နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အရန်ဆိုဆိုရွရွအညံခိုက်တွေဒီဒီမမအညံခိုက်တွေတော့မရှိပါဘူး။အာနည်းနည်းအထိုင်များလို့ပေါ့နော်။အရိယာပုံမမျှလို့ကျမ်းမာရေးနည်းနည်းခြူကြတာမျိုးလေးတွေဖြစ်တတ်တယ်။ဂိယုဆိုင်တင်တာပေါ့နော်။နောက်တစ်ခုကဒီပညာရေးကိစ္စတွေကဏ္ဍတွေအတွက်ကြိုးစားအားထုတ်နေတဲ့တင်းငွေတွေသာသမီလူငယ်တွေအတွက်ဆိုရင်တော့တော်တော်လေးကောင်းပါကိုယ့်ရဲ့စောင်းမွေးဖြစ်စွခြင်းနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာအောင်မြင်မယ် မိခင်သို့မဟုတ်အမတော်ရဲ့ကုညီပံဖို့ပင်မှုရတတ်တဲ့ကံတရာမျိုးရှိတယ်။ပညာရေးကံတရာကောင်းတယ်။ဒါကကအဋိဒဏ်တွေပါလေဝင်အောင်မြင်မှုရတတ်တာပေါ့နော်။နောက်ချင်းတော်ရင်နဲ့ပတ်သက်တဲ့ကံတရာမှာကျတော့ဒနင်းငွေသားမိတွေအတွက်နည်းနည်းလေးပူပန်တော့ကရောက်ရတတ်။နောက်ကွဲတော့မလို့လို့ကွဲတော့မလို့လို့ဖြစ်နေတဲ့အမတင်မကြဖြစ်နေတဲ့အိမ်တော်ရေးတွေရုတ်တရက်မမျှော်လင့်မဲနဲ့အကွာချင်းပြတ်စေပြတ်သွားတာမျိုးတွေလည်းကြုံရတတ် နောက်ကလာကြာကြည်ထင်းဟိုအထီးကျန်နေတဲ့တယောက်တည်းရှင်သန်တာတယောက်တည်းဘဝဖြတ်သန်းနေရတာတွေကိုစိတ်ကုန်နေတဲ့တနင်္ဂနွေသာသမီတွေအချစ်သက်ပေါ်တတ်တဲ့ကန္တာမျိုးရှိပါတယ်။အဲ့တော့အချင်းနှောင်းနဲ့ပတ်သက်တဲ့ကန္တာမှာဆိုရင်တော့အဆင်မပြေဖြစ်နေတဲ့အိမ်တော်တွေအာဘလောက်ပဲရင်ကြားဆစ်နေပါစေပေါ့နော်မမျော်လင့်မနဲ့ကောက်ကငင်ကနဲ့ဒါပြိုကွဲသွားတာတွေနောက်ပျက်စီးသွားတာတွေရက်တန့်သွားတာမျိုးတွေတော့ကြုံရတတ်တယ်။ ။နောက်အချက်သစ်တွေပါတွေပေါ်ထတဲ့အချိန်ကဏ္ဍကမျိုးဖြစ်တတ်ပါ။အဲစီဝါရေးကန္တာတာတွေကတော့အရန်ကောင်းတယ်။အဓိကတော့အလုံးနဲ့ပတ်သက်တဲ့ကန္တာတာကောင်းတယ်။ငွေချင်းနဲ့ပတ်သက်တဲ့ကန္တာတာတွေကောင်းတယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ကန္တာတာတွေအထူးကောင်းပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်တော့ဒီကလမှာဒီကတော့စီးပွားရေးလုပ်ငန်းဆောင်တာတွေတိုးချဲ့ပြီးတော့လုပ်ကင်တင်တယ် လက်ရှိကိုလောက်ကင်အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းထဲမှာထပ်တိုးပြီးတော့ငွေကြေးအရင်းအနှီးတွေထည့်ဝင်တင်နေ။နောက်သူတော်ဘာနေလာပြီးတော့ရင်းနှီးမြှောက်နှံမှုတွေလည်းပဲကျုံရတတ်တယ်။အဲ့လိုကျုံလို့ရှိရင်လည်းကောင်းမှာ။နည်းနည်းလေးဟိုညံ့တယ်လို့ထင်ရတဲ့ကံတရားလေးတွေကတော့နှစ်ခုရှိတာပေါ့နော်။တစ်ခုကကြတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကိစ္စပဲ။အဲ့တော့မိသားစုကဏ္ဍတွေဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနည်းနည်းအဆင်မပြေမှုလေးတွေကျုံရတတ်တယ်။နံပါတ်1ကတော့ အိမ်တွင်းအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံတရာလေးတွေမှာကြတော့နည်းနည်းအခက်အခဲလေးတွေကြုံရတယ်အဲ့လောက်ပါပဲကျန်တဲ့ကံတရာတော်တော်များများတော့ကောင်းပါတယ်နောက်ကိုယ့်ရဲ့အလုပ်ကံတွေအကျန်စီတွေစီးပွားရေးလုပ်ငန်းဆောင်တာတွေမှာလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုရင်တော့လုပ်တင်တယ်လို့ပဲအကြံဉာဏ်ပေးတင်တာပေါ့နော်အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းစေတဲ့အယောင်လေးတွေပေါ့အယောင်လေးတွေကတော့အနဲ့ယောင်နဲ့အဝါယောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းချင်းကကိစ္စကြီးတဲ့အခါအနဲ့ကလေးတွေဝတ်ပါ ဝါရောင်လေးတွေဝက်သွားလို့ရပါတယ်ဆောင်းသွားလို့ရပါတယ်။နောက်ကံသမဲထိုးတာတွေထီထိုးတာတွေဝါသနာပါတဲ့တင်းငွေသားသမီးတွေဆိုရင်ဒါငါအစခုနှစ်ဆုံးတို့ခုနှစ်အစငါဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးတင်ပါတယ်နော်။နောက်မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုမုတ်ဖတ်ထုတ်ခုနှစ်ထုတ်ကတ်လူပူသွားပြီးတော့ဆူတောင်းလိုက်ပါအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။